မြန်မာနိုင်ငံရဲ့ယွန်စရာအကောင်းဆုံးအလှမယ်လို့ပြောခဲ့တဲ့အမျိုးသမီးကိုအခုလိုပညာပြလိုက်တဲ့သဲဆုငိန်ပြည်သက်များလုံးမဲမင်္ဂလာပေါင်းဘေးနောက် page လေးကနေချွတ်ဆိုလိုက်ပါတယ် တဲဆုညင်ကအသက်16နှစ်အရွယ်နဲ့ကြိုးစားနိုင်သူဖြစ်တာကြောင့်အလှမဲ့လောကအကြောင်းစိတ်မဝင်စားသူတွေကတောင်သူ့ကိုအားပေးခဲ့ကြတာပါတဲဆုညင်နဲ့မှအလှမဲ့လောကအကြောင်းကိုသိလာတာပါဆိုတဲ့အန်တီဂျီတွေကအစတဲတဲလို့အားပေးကြပါတယ်တနိုင်ငံလုံးကသူ့ကိုအားပေးကြမယ်လို့ထင်ကြပေမဲ့လေတကယ်လက်တွေ့မှာတော့တဲဆုညင်ကိုယွန်စရာကောင်းဆုံးအလှမဲ့ဆိုပြီးလောင်ရီတာကိုခံလိုက်ရပါတယ်လောင်ရီတဲ့သူကတော့နမဲကြီးသတင်းဌာနတစ်ခုရဲ့သတင်းတောက်အမျိုးသမီးတယောက်ဖြစ်နေတာပါဒီအမျိုးသမီးနဲ့တဲဆုညင်ကအင်တာဗျူးတွေမှာမကြာခဏဆုံးဖြစ်ကြပြီးတဲဆုညင်ရဲ့ရှေ့မှာတော့အဆင်ပြေနေခဲ့ ဲ့ပါတယ်။သတင်းတောက်အမျိုးသမီးကသူ့ရဲ့တငယ်ချင်းတွေနဲ့ဂိမ်းကစားနေပြီးမြန်မာနိုင်ငံရဲ့ယွန်စီယာအကောင်ဆုံးအလှမဲကနမဲသုံးလုံးနဲ့တောက်ချသမီးလို့ပြောခဲ့တာပါ။နမဲအတိအကျကိုမပြောခဲ့ပေမဲ့လည်းနမဲသုံးလုံးနဲ့တောက်ချသမီးကတော့တဲဆုငိမ့်ပဲဖြစ်နိုင်တာကြောင့်သူ့ရဲ့ပြည်သက်တွေကဒေါသတွေထွက်နေခဲ့ကြတာရှင့် တို့ရဲ့အလှမဲ့လေးကိုဒီလိုပြောရကောင်းလားဆိုပြီးဒေါသတွေထွက်ခဲ့ကအဲ့ဒီအမျိုးသမီးအလုလုတဲ့သတင်းဌာနကိုလည်းတွားရောက်ပြောခဲ့ကြပါတယ်။သတင်းတော်အမျိုးသမီးကတဲဆုငိမ့်နဲ့ရန်သူတွေမဟုတ်ပေမဲ့ကွဲရမှာတော့လှောင်ရည်နေတယ်လို့ဖြစ်သွားခဲ့တာပေါ့။နမဲအတိအကျလည်းမပေါဝင်ပေမဲ့တဲဆုငိမ့်ကတော့သူ့ကိုပြောရလို့ထင်တာကြောင့်သတင်းတော်အမျိုးသမီးကဖုံးဆက်ပြီးတော့တောင်းပန်ခဲ့ရပါတယ်။တောင်းပန်လိုက်ရရုံမကပဲအလုလည်းထွက်လိုက်ရပြီးတဲဆုငိမ့်ရဲ့ပရိသတ်တွေကအသက်ကိုပါရန်ရှာခြင်းနဲ့စာရီကိုပုတ်နေခဲ့ကြတာပေါ့။တဲဆုငိမ့်ကိုထိရင်တော့မခံဘူးဆိုတဲ့ပရိသတ်တွေကသတင်းတော်အမျိုးသမီးကိုဒီလောကထဲမှာ မရှင်သန်စေခြင်းနဲ့အထိစာရီပို့နေတာကိုလည်းကြုံရပါတယ်။အသည့်ဆိုတာမြန်မာလိုတော့ချင်းဝင်းလိုခေါ်တယ်။လူရဲလို့ဖြစ်လာပြီးလူပောင်အတွင်းမှာနေရင်တော့လူချင်းဝင်းနဲ့အညီနေထိုင်ရတာတဘာဝပါပဲ။မနေနိုင်ရင်တော့အတိုင်းဝိုင်းမှာမဝင်ဆက်နိုင်တဲ့လူတယောက်ဖြစ်ပေါ်ဆိုပြီးသူ့ကိုကြွယ်ရမှာအတင်းပြောတဲ့သတင်းတောက်အမျိုးသမီးကိုစာအရှိချင်းနဲ့တုတ်ပြန်ထားခဲ့ရပါောင်း။သတင်းတော့အမျိုးသမီးကတော့သူ့ကိုရိုက်ကူးခဲ့တဲ့ဗီဒီယိုဖိုင်ထဲမှာနာမည်မပါပေမဲ့လူတယောက်ရဲ့ဂုဏ်သိက္ခာကိုကြောက်သွားစေတဲ့အပြုမှုအပြောအဆိုမျိုးပါခဲ့ရင်ထိခိုက်သူကိုတောင်းမှပါတယ်ဆိုပြီးရေးသားခဲ့တာပေါ့ တိုက်စုံငင်ကအပေးသူတွေများတာကြောင့်တနိုင်ငံလုံးကသူ့ကိုချစ်ခင်ကြမယ်လို့ထင်ထားခဲ့ကြတာရှင်ဒါပေမဲ့လက်တွေ့မှာတော့လူတိုင်းကလည်းသူ့ကိုမချစ်နိုင်သလိုအလုံးကလည်းအပေးကြမှာမဟုတ်ဖဲမုံတဲ့သူဆိုရလဲရှိနိုင်ပါသေးတယ်နော်ရှေ့မှာတော့ချစ်ခင်ပြနေပြီးကိုရမှာတော့အတင်းတွေပြောခံလိုက်ရတဲ့အတွက်တိုက်စုံငင်ကတော့အကြီးကျယ်တုံ့လောက်သွားခဲ့တာပေါ့တဲဆုညင်ကနိုင်ငံသားမှာတော့ပြန်ရင်းနဲ့စူမရလာတဲ့အခါစိတ်ခံစားချက်ကိုမထိနိုင်ပေစင်ပေါ်မာရီမျက်ရည်ကျခဲ့တဲ့ကိစ္စကိုတချို့တွေကသဘောမကျပါဘူးဒရာမာတွေအရန်လုတ်တယ်လို့ထင်ပြီးသူ့ကြောင့်မြမအလှမဲ့လောကကမျက်နှာပြက်ရတယ်ဆို ကထင်ခဲ့ကြတာရှင်ယွန်းစရာအကောင်းဆုံးအလှမယ်လို့ပြောတဲ့သူတွေကမြန်မာနိုင်ငံမှာနေမှာကပဲအခြားနိုင်ငံကပြည်သက်တွေကလည်းပြောကြပါတယ် ဒါပေမဲ့အခုထက်ထိမတည်ငြိမ်သေးတဲ့သဲဆွန်ငင်ကတော့သူ့ကိုပွဲလာရှာတဲ့သတင်းတော့မျိုးသမီးတယောက်ကိုနဂါမန်သိအောင်အမောက်ထောင်ပြလိုက်တာကြောင့်သတင်းတော့မျိုးသမီးကတော့အလုပြုတ်သွားခဲ့ပြီပဲဖြစ်ပါတယ်။အလောက်မဲ့ရန်နမဲအတီးအကျကိုပြောတာမဟုတ်ပေမဲ့လည်းရွန်စရာအကောင်းဆုံးအလောက်မဲ့ဖြစ်အပြောခံလိုက်ရလို့စာအရှိကြီးနဲ့ဆုံးမခဲ့တဲ့သဲဆွန်ငင်အပေါ်ဘလို့များထင်မြင်မိလဲဆိုတော့ခမမအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အဆောင်တွေချစ်ရှုပေးခဲ့ကြတဲ့အတွက်အလုံးကိုချစ်စွတ်တင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းတော့ ပျော်ရွှင်ပါစေ။